မင်္ဂလာပါ Jerry Knowledge Channel Page ကနေပြီးကြိုဆိုပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတော့ဖိလစ်ပိုင်မှာတိုက်ခိုက်သွားတဲ့ဖန်ဝုံးမုန်တိုင်းကြောင်းကိုပြောပြပေးသွားမှာဖြစ်တယ် 2025ခုနှစ်နိုဝင်ဘာအစောပိုင်းကာလတွေမှာပစိဖစ်သမုတ်တရအနောက်ပိုင်းဟာမိုးလီဝဒအေရီးယားတခုထဲမှာမုန်တိုင်းတစ်ခုဆက်ပြီးတော့ဖွယ်တည်လာခဲ့တယ်။အဲမုန်တိုင်းကိုဖန်ဝုံးမုန်တိုင်းလို့ပေးခဲ့ပြီးတော့အာရှတိုက်အတွင်းမှာပင်လယ်ထဲကနေပြီးတော့လေထုအပူမြင့်တက်တာတွေကြောင့်မလို့အားကောင်းလာပြီးတိုင်ဖွန်းမုန်တိုင်းတခုဖြစ်လာတယ်။ဖိလစ်ပိုင်က PEGSA မှာတော့ UN ဆိုပြီးတော့လည်းအမြင့်သိင်းသိင်းခဲ့တယ်။ဂျပန်မိုးလီဝဒဌာနမှာဆိုရင်တဆင်းမြင့်ပြီးတော့စူပါတိုင်ဖွန်းလို့တော့စည်ရင်းသွင်းခဲ့တယ်။အဲအချိန်မှာလေတိုင်နှုန်း185ကီလိုမီတာတစ်နာရီ135မိုင် ုံရှိပြီးလေတုတုံကမှုအမြင့်ဆုံး230ကီလိုမီတာအထိကိုရှိခဲ့တယ်။မုန်တိုင်းကလူစုံဖြတ်ပြီးတော့တောင်တရုတ်ပင်လယ်ထဲဝင်သွားပြီးအခုတဖြည်းဖြည်းအားနည်းလာပေမဲ့မိုးနဲ့လေကတော့အလွန်ပြင်းထန်နေတော့မှဖြစ်တဲ့ထိုင်ဝမ်မိုးလေဝသ CWA ရ2025နိုဝင်ဘာ17အလယ်ပိုင်းအထိဖန်ဝန်ကထိုင်ဝမ်တောင်ပိုင်းအရှေ့ဘက်490ကီလိုမီတာအကွာမှာရှိနေပြီးတော့လေတိုင်နှုန်း139ကီလိုမီတာခန့်ရှိတယ်။ထိခိုက်မှုတွေအကြောင်းပြောရရင်တော့ လူအ ਨੇ ဆုံး2ဦးသေဆုံးခဲ့ပြီးတော့လူပေါင်း1.3တလသန်းကျော်ကအိုးအိမ်တွေပျက်စီးဆုံးကျော်မှုနဲ့တရားစစ်တပ်အပြတ်တာတွေကိုရင်ဆိုင်နေရတယ်။ရေကြီးမှုတွေနဲ့မြေပြိုမှုအန္တရာယ်လည်းအခုဒီမတည်ငြိမ်နေပဲနဲ့ရှိနေတယ်။မုံတိုင်းနဲ့အတူလေပြင်းလှုပ်ခတ်မှုကြောင့်ပင်လယ်ရေမျက်နှာပြင်တက်တာတွေဖြစ်ပေါ်လာပြီးတော့အထုကန်ရိုးတန်းဒေသတွေမှာရေမြင့်တက်မှုတွေဖြစ်ပေါ်နေတယ်။လမ်းကြောင်းနဲ့ခံမှန်းချက်တွေအကြောင်းပြောရရင်တော့ဖန်ဝန်ကဖိလစ်ပိုင်ကိုဖျက်ပြီးမြောက်အရှေ့ဘက်ထိုင်ဝမ်ဘက်ကိုရွှေ့နေတဲ့ အခုတောင်ဘက်ပင်လယ်နီးမှာရှိနေပြီးတော့နေပိုင်းအတွင်းထိုင်ဝမ်နိုင်ငံကိုနှီးကနေနိုင်တဲ့မုန်တိုင်းကတဖြည်းဖြည်းအားနည်းလာပြီးတော့နောက်တစ်ပတ်အတွင်းမှာ tropical depression ဆင်းကိုကြာဆင်းနိုင်တာမို့လို့မိုးလေဝသဌာနကခန့်မှန်းထားတယ်။မုန်တိုင်းကျိုးတက်ရောက်မှုအနေနဲ့မိုးရွာမှုနဲ့ရေကြီးမှုတွေကတောင်ဘက်ဒေသတွေမှာဆက်ရှိနေလိမ့်မယ်။မိုးနဲ့တဘာဝအန္တရာယ်တွေကတော့ဖိလစ်ပိုင်နောက်မြောက်ပိုင်းတွေမှာမိုးရေပမာဏ100မီလီမီတာနဲ့200မီလီမီတာထိရွာနေတဲ့မုန်တိုင်းနဲ့အတူအနီးအနားပြည်နယ်တွေမှာ ရည်ကြီးညီပြိုးလမ်းမိတ်မှုတွေဖြစ်နေပြီးတော့အစိုးရလက်နက်ကင်တပ်ဖွဲ့နဲ့ကေဇေးရေးဖွဲ့တွေကိုလွှတ်ပြီးတော့စီမံခန့်ခွဲနေတယ်။ပင်လယ်နားကမ်းဒေသတွေမှာလှိုင်းမြင့်လာခြင်းနဲ့ရေတပ်မှုတွေကိုကြိုပြီးတတိပေးထားတယ်။ ထိခိုက်နိုင်တဲ့ဒေသတွေကတော့ဖိလစ်ပိုင်လူဆုံးအရှေ့မြောက်ပိုင်းတွင်အစ်စ်ဘဲလာကာယာဂန်ဒေသတွေထိုင်ဝမ်တောင်ပိုင်းကန်ယိုရန်တွေတောင်တရုတ်ပင်လယ်အနီးမှာရှိတဲ့ဒေသတွေပဲဖြစ်တယ်။သူတင်မြင်စင်သားတဲ့အရာတွေကတော့မုန်တိုင်းလမ်းကြောင်းအနီးမှာရှိတဲ့ဒေသတွေအတွက်မလိုအပ်ဘဲပြင်မထွက်ဖို့အစားအသောက်ရေနဲ့ဆေးဝါးတွေသူတင်မြင်စင်ထားဖို့အရေးကြီးချက်လက်တွေသူတင်စုဆောင်းထားဖို့နဲ့တဲစစ်မီပြတ်တောင်မှုဆက်သွယ်ရေးလိုင်းပြတ်တောင်မှုတွေရှိလာမှာမို့လို့ပြည်သူတွေအနေနဲ့မိုးလေဝသတရင်အဆက်မပြတ်ဆောင်ကြည့်ဖို့အစိုးရရဲ့ထုတ်ပြန်ချက်တွေကိုအလေးထားဆောင်ကြည့်ဖို့ကျွန်တော်တို့စောင့်ကြည့်ရေးဖွဲ့တွေကထုတ်ပြန်ထား ါတယ်ကျွန်တော်နောက်ဆုံးဆုံးသက်အနေနဲ့ပြောပြချင်တာကတော့ဖန်ဝုံမုံတိုင်းကအချိန်တခုရောက်လာရင်အားနည်းလာမှဖြစ်ပြီးတော့မုံတိုင်းပြင်ကြားရောက်နိုင်မဲ့ဆိုးကျိုးတွေဖြစ်တဲ့မိုးပြင်းထန်စာရာသွန်းနာတွေရေကြီးခြင်းတွေလေပြင်းတိုက်ခတ်တာတွေအတွက်ကျွန်တော်တို့အားလုံးကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ် ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးများအတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုသစ်လေးတွေကိုကြည့်ရှုရန်အတွက်လည်း like and subscribe လေးကိုလည်းလုပ်ပေးဖို့မျှော်လင့်ပါတယ်ရှိမှလည်းဗီဒီယိုအောက်နေတင်တာလေးရှိပါတယ်ခင်ဗျာကြည့်ရှုအားပေးကြပါအောင်ကျေးဇူးများအတင်ပါတယ်